အမေရိကန်ဒေါ်လာတန်း300ဘုံကုန်ကြခန်းကရွှေကိုးပိတ်တံနဲ့ပရံများ၏အုံပြုကမင်္ဂလာဆောင်ခဲ့တဲ့စိုးပြေတစင်နဲ့ဟင်ဝီယန်ဒီနေ့နိုဝင်ဘာလ14ရက်နေ့မှာတော့အာလုံချစ်ကြတဲ့မင်တာဟင်ဝီယန်နဲ့မင်းသမီးစိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာဖြစ်ပါတယ်လူပြောများနေတာကစုပြည့်တစင်နဲ့ဟင်းဝီရရဲ့မင်္ဂလာပွဲရဲ့ခံမှန်းကုန်ကြစရကအမေရိကန်ဒေါ်လာတန်300တန်ချင်းရှိတယ်လို့သိရတာပါ။ဟုတ်ပါတယ်။ US ဒေါ်လာတန်300ပါ မြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ရှိမလဲဆိုတော့ခဏပေါင်းစက်နဲ့တွက်ကြည့်ဖို့တော့ခေါင်းမူသွားမယ်ပမာဏပါဆိုဖီယက်တစင်နဲ့ဟင်ဝီယန်တို့ဟာဒီငွေတွေကိုအသုံးပြုပြီးမင်္ဂလာပွဲကိုခန်းနာစွာကျင်းပခဲ့ပါတယ်နိုဗိုတမတ်စ်မှာကျင်းပခဲ့တဲ့ဒီပွဲရဲ့ခန်းမအပြင်စင်ကကြီးကျယ်ခန်းနာရိုမက်တစ်ဆန်လွန်တဲ့လို့ဆိုပါတယ်တမန်ပွဲစီစဉ်သူတွေမဟုတ်ပေနိုင်ငံသားကထိတ်တန့်ဒီဇိုင်နာတွေပညာရှင်တွေကိုတကူးတကားငှားရမ်းနေကြတာပါ ခမတခုလုံးကိုမြင်မှုသမျှပန်းနေထဲမှာစေးကြီးဆုံးဖြစ်တဲ့တက်ခွပန်းနေနဲ့ကြီးပဲတိဆောက်ထားတာပါအလားဆင်ထားတာမဟုတ်တော့ဘူးတိဆောက်ထားတဲ့အစင်မှာမျက်စိတစုံတက်ခွပန်းနေနဲ့ကြီးပဲမြင်ရတာလို့ဆိုပါတယ်ဒီပန်းလားဆင်ကတခုတည်းတည်းမြမငွေစက်သိန်းပေါင်းထောင်ကြီးကုန်ကြတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်ဒီပွဲမှာလူအများဆုံးပြောနေကြတဲ့အာဟာတင်စရာအကောင်းဆုံးချက်ကတော့တတူသမီးစိုးပြေတစင်ဝစ်စင်နဲ့မြမယူရထိုင်မသိဝစ်ဆုံးပါ ရိတ်တကြီးရင်ဒါရွှေရောင်ချီမြင်ထိုးထားတဲ့ဝတ်စုံမဟုတ်ဘူးနော်။ရွှေမုံဖြူထားတာမဟုတ်ဘူးနော်။ဒါရွှေသားစစ်တွင်နဲ့ရှက်လုတ်ထားတဲ့ဝတ်စုံမှာကြားတရတလောင်ဒီမင်္ဂလာဝတ်စုံတစ်စုံလေးကိုရွှေစစ်ကိုပိတ်တာတိကျသုံးပြီးရှက်လုတ်ဖန်တီထားဖြစ်ပါတယ်။ ကိုဗိတ်တာဆိုတာစဉ်းစားကြည့်ပါရွှေဆိုင်ကြီးတဆိုင်ဖွင့်လို့ရတဲ့ပမာဏပါတောင်ဝဆုံဖြစ်ရက်လုတ်ထားတာဒီရွှေတောင်ဝဆုံပေါ်မှာမှတံမိုးဖြစ်လို့မရနိုင်တော့တဲ့အရှိသွေးမြင့်မိုးကုတ်ပရမများစစ်တွင်နေထမံပဏံတင့်စွာတစားစင်ထားတာမို့တကယ်ကိုမျက်စိကျင်းလောင်အောင်ခန်းနာလာပါပြီစက်တီရှိလွန်နေပါတယ်ဒါရင်ပဲကမလဲသူတို့ရဲ့ချမ်းသာကြောမှုကိုပေါ်လွင်စေဖို့တတို့သမီးစုပြည့်တစဉ်ကင်ဆောင်ထားတဲ့လက်ကင်ဘက်ကအစပန်းစင်မဟုတ်ပါဘူး ဒါဟောင်းရွှေသားစစ်ကိုထုလို့ပုံဖော်ထားတဲ့ရွှေပန်းစည်းစစ်ဖြစ်နေတာပါ။တတူသားဟိဝင်ရန်ဝတ်ဆင်ထားတဲ့ရွှေတောင်ရှိပစိုးစုံအလုံးအားရွှေသားစစ်တင်နဲ့ပြုလုပ်ထားပါ။ဒီရွှေဝင်ရောင်မင်္ဂလာဝတ်ဆောင်ပေါ်မှာမအပေါ်ကနေထမှန်ပြီးဗရမများဝိယုံဗရမများတပတ်ဒီပါတဆင်ဆင်းများထားတာမို့မြရသူတိုင်းအတွက်တော့ဒါဟာတကယ့်ကိုတော်ဝင်မင်းသားမင်းသမီးတပါးရဲ့မင်္ဂလာပွဲမြင်ကွင်းမှာပဲ။ ဒီလောက်ခန်းထားတဲ့ပွဲကိုတက်ရောက်ချီးမြှင့်ကြတဲ့ဧည့်သည်တွေကလည်းတာမန်မဟုတ်ပါဘူး။နှစ်ဖက်ဆွေမျိုးတိုင်းဝိုင်းနေပြင်မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသားမင်းသမီးများပြားစုံစုံညီညီတက်ရောက်ခင်အားတွေ့ရပါတယ်။သူတို့ကိုယ်တိုင်တော့ဒီမြင်ကွင်းကိုမျက်လုံးပြူပစံဟောင်းသားဖြစ်သွားမယ်ထင်ပါတယ်။တကယ်ကိုကြီးကျယ်ခမ်းနားပြီးမြန်မာနိုင်ငံရဲ့တမိုင်းမှာအခမ်းအနားဆုံးမင်္ဂလာပွဲတစ်ခုဖြင့်မှတ်တမ်းဝင်သွားမှသိကြပါပဲ။ တချို့ကတော့ဒီလောက်ကုန်ကြခံတုံဆွဲတာကို over ဖြစ်တယ်လို့ဝေဖန်ကြသူတွေရှိနိုင်တယ်လို့တချို့ကလည်းဒါဟာသူတို့ရဲ့ကြောဝမှုကိုပြသတာတကယ်ကိုကန့်ညီတဲ့အစင်တန်မျက်စိပဒနာဖြစ်စရာပဲလို့ချီးကျူးကြသူတွေလည်းရှိမှာပါဘလို့ပဲဖြစ်ဖြစ်ပါဒီနေ့မှာတကယ်ကိုပျော်ရွှင်ကြည်နူးနေကြတဲ့မင်္ဂလာမောင်နှံတို့ရဲ့ချစ်ချင်းမြတ်တာတွေလေဒီရွှေသားတွေပရမများတွေလိုပဲဘုံဝခင်းလန်းတရှောင်းလုံးရွှေလက်တွဲခိုင်မြဲပြီးထောင်ရတောက်ပပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ် ပြည်သက်ချင်းရောတီမင်္ဂလာပွဲရဲ့ခန္ဓာမှုပုံဘလူမြင်ပါတလေအထူးသဖြင့်ရွှေကိုပိတ်တာနဲ့လှုပ်ထားတဲ့မင်္ဂလာဝတ်စုံနဲ့ဒေါ်လာတန်း300ကုန်ကြစီဆိုတဲ့ပုံဘလူထင်မြင်ယူဆမိကြပါတလေ comment မှာကို့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်